ကျေးဇူးတော်ရှင်အကမဟာပန္တိတာအဘိဓိဇမဟာရထဂုရုမောဂုတ်ဆရာတော်ဘုရားကြီးအမရဗုဒ္ဓမြို့မင်္ဂလာရိပ်တာဓမ္မယုံကြည်ပေါ်တွင်20ရက်12လ1960ခုနှစ်၌ဟောကြားဆုံးမတော်မူသော အမှန်သုံးချက်ရောက်ဖို့အရေးကြီးပုံတရားတော်လံတို့ခံရတဲ့သူတွေ ခန္ဓာငါးပါးသည်လှန်လို့ခံရဝိသုပ္ပစီကြီးတစ်ခုနဲ့တူတယ်ဘယ်လိုလဲသူစလုံးကမေးတဲ့ခါကျတော့ตาလေးကဟောလိုက်တယ်ဆိုလို့ရှိရင်လည်းမေဖယ်လုပ်တဲ့ပုဂ္ဂိုလ်ကဘယ်နဲ့ပါလိမ့်မလို့ဘာဖြစ်ပါလိမ့်မလို့ဆိုတဲ့ထိတ်လန့်လုံးနေမလားဘူးအဲ့ဒါနားဘက်ကနေပြီးလှန်ထိုးတယ်ตาလေးကဟောကနေဘိုင်းနဲ့လဲလိုက်တယ်ဆိုလို့ရှိရင်လည်းမေလုံးဘက်က ဘယ်နှဖြစ်ပါလိမ့်မလဲနာမည်ပဲ့ရွဲ့သွားသလားဒီမျိုးဘုရားလည်းထုတ်ခံနေတော့မကောင်းဘုရားလည်းအနန္တပုတ်တဲ့အနန္တညီတဲ့အနန္တလိုင်းတော်နာကြတယ်ဖြစ်ကြဘူးဖြစ်ပါဘူးတက်တဲ့နှကောင်းဘုရားလည်းပြီးအနန္တကနေထိုးလိုက်တော့လည်းဟိုမှာဒုက္ခသောနာသခန္ဓာငါးပါးရှိတဲ့ပုဂ္ဂိုလ်မှဖြစ်ရတာပဲလို့မှတ်ရအောင်တရားဘုရားလည်းယူသီတော်ရယ်ဆမတဲ့ရယ်ဆမ်းမိတဲ့ခါကြလို့ရှိရင် တခါလဲစိတ်ထဲမှာဒုက္ခဒေါမနပါလေဖြစ်တော့တရားဘုတ်ကလည်းထိုးလိုက်တာပဲကိုဘောက်ကလည်းသူးတွေပါလေနေရေလေရေကကိုဘောက်ပေါ်မှာထိုးလိုက်တဲ့အခါကျတော့ဒီလိုလုံးကချမ်းသွားရတာနဲ့ဒီလိုလုံးကပူပြင်းသွားရတာနဲ့ဒုက္ခဒေါမနပါလေမလာဘူးကောင်းပြီဒါပြန်လန်ငါးချင်းအာယုငါးပါးဒီလန်ငါးချင်းနဲ့တူတယ်လို့မှတ်ထားခန္ဓာငါးပါးဒီထိုးခံကြပြီးပြီးနဲ့တူတယ်လို့မှတ်ထားအောင် ါပဲခန္ဓာငါးပါးရတဲ့ပုဂ္ဂိုလ်များမှာဒီငါးချက်ဟာလှည့်ပြီးထုတ်ခံနေရတယ်ဆိုလို့ရှင်လို့ပါဒါပဲခန္ဓာငါးပါးဒီဘလန်တို့ဤသောရဌာနဝတ္ထုပစ္စည်းတခုမှတ်ထားပါအဲ့ဒါဒီနေ့လုံးဟာငါအိမ်မှနေကြတဲ့အခါကြလို့ရှင်ဘာလန်ကြသေးလို့ဆိုလန့်ကြကြလို့ရှင်လန့်လိုက်တာပဲမြင်မြင်မြင်လန့်ကြမြင်လိုက်ပြန်လဲလန့်သွားတာပ ဝမ်းမြောက်ခြင်းမြင်လိုက်လဲဝမ်းမြောက်လာတာပဲဆိုတော့ဒီခန္ဓာကြီးကပြန်အမြဲတမ်းအငြိမ့်နေရတယ်လို့ရှိရတယ်မရှိပါဘူးခိုင်းဒီခန္ဓာငါးပါးကြီးအမြဲတုံ့နှုတ်နေရတဲ့ခန္ဓာကြီးလို့မှတ်လိုက်ပါမှန်ပါဘူးလံငါးချက်ဆိုဒါကြောင့်ဘုရားသခင်ကိုယ်မြတ်ကြီးဆလတ်တော်ဆလတ်တော်ဆလတ်တော်တုံ့နှုတ်တဲ့သဘောတတ္တိရှိတုံ့နှုတ်တဲ့သဘောတတ္တိရှိဆိုတာသူ့မှာမတုံ့လို့ရတဲ့အချိန်ရလို့ပါလေမှန်ပါဘူးမပါတော့ပါဘူး အများတိုင်းတုံလုံးပြီးကြလားနေရာသက်ရောက်သူ့မှာတုံလုံးတက်တဲ့သဘောတက်ရှိတယ်ခန္ဓာကြီးမှာပတ်တက်ရှိတုံလုံးတက်တယ်ဆန္ဒကြောင့်တုံလုံးရတော့လို့မေးလိုက်ရင်သံဃာချက်ကဝိုင်းထိုးနေလို့ဒါပြန်သံဃာတော့ရှက်သွားတယ်ပြုတ်သွားတယ်လွဲသွားတယ်သူတော်သေးတယ်နေရာတွေကတော့အတွင်းကိုတခါတဲ့နဘကထိုးလိုက်တယ်လို့ဝန်ထဲရပ်တယ်နဘကကြာပြီဝန်ထဲကဆိုရင်လည်းမှန်ပါပါဒါပြန်လန်နေလို့ဟုတ်ကြလားဟုတ်ပါပါ ့သူတို့ကပုံပုံပြီးဒီကလာဆက်မြက်တယ်ဆိုလို့ကျင်လောဘဒါပြန်ဒီခန္ဓာကြီးကအများရန်တုံလို့ပြောကြောင်းဆလာတော်ရောဂတော်ယောဂတွေလည်းအမြဲရနဒုက္ခတော်လည်းယောဂတွေမရဘူးပြန်တုံလုံးနေတာလည်းအမြဲတမ်းတုံလုံးရမတဲ့ယောဂရနေတာလည်းအမြဲတမ်းအဲ့ဒါကအာယုန၅ပါးတွေက၁၂၃၄၅အာယုန၅ပါးတွေကဆက်ကြထိုးနေတာ ဒါကြောင့်အာယုံ၅ပါးရဲ့လက်ရထွေးရဖြစ်သောကြောင့်ဒုံနှုတ်တတ်တဲ့ယောဒုံနှုတ်တတ်တဲ့ယောဂအမျိုးမျိုးရှိတယ်ဒီခန္ဓာ၅ပါးမှာဒါကြောင့်ဘုရားကရောဂတော်ဆလတော်ဟောချာတယ်နော်သင်္လာမဟောတယ်မလဲဟောတယ်လေကဟောကနေသူဒီကနေသူအဲ့ဒီကြားထဲမှာမင်းတို့ဘယ်အချိန်မှပြောတော့မျိုးမေးလို့ချင်းပြင်ဘယ်အချိန်မှပြောကြရမလဲလင်္ကာချက်ကလှဲ့ထုံးတယ်လင်္ကာချက်ကလှဲ့ထုံးတယ် ဒီထဲနဲ့မင်းတို့ကပြုံးကြီးတလဲမဲ့ကြီးတလဲနဲ့ခံနေရတာပဲပြုံးကြီးတလဲမဲ့ကြီးတလဲနဲ့ခံပြီးကြတာနေရသောကြောင့်သရတော်ရောဂကြောလို့ဘုရားကဟောလိုက်တယ်သရတော်ဆိုတာကပြုံးကြလဲလှုပ်တာပဲမဲ့တာလဲလှုပ်တာပဲနေရာထဲမှာဒုက္ခဒေါမနသဝေဒနာတွေဆိုတဲ့ဒုက္ခရောက်တဲ့ဒုက္ခဒေါမနသသိမ်လုံးသာရတွေတောကတွေပြိဒီဝရတွေ

ဒါလိုလိုသားတဲ့ဝေဒနာတွေလမ်းကြမိတာတွေလားလို့မေးကြည့်ပါလမ်းကြမိတာတွေဆိုတော့မသိကြဘူးလားသိပါပါဒါပြန်ဒီလမ်းကြက်တွေမနှုတ်ခန္ဓာကြီးရတာတွေလမ်းလို့ခံရပါလို့ဤဝေဒနာမျိုးမျိုးနဲ့ကြုံရပါလို့ဤဆိုတဲ့စကားလွယ်ပါဘူးလွယ်ပါဘူးဒါခန္ဓာစုတောင်းတဲ့ပုဂ္ဂိုလ်များကြီးမိုက်ပြေခန္ဓာစုတောင်းတဲ့ပုဂ္ဂိုလ်မှာလမ်းလို့ခံရပါဤအနာမျိုးမျိုးကြုံရပါလို့ဤမတော်တဲ့ဒါတောင်းရတာပေါ့ အခုပြင်ချတွဲကြည့်တော့ဒီတိုင်းမမနေဘူးလားမနေပါဘူးဘာကဘယ်နှချောင်းလဲမနေပါဘူးငါချောင်းကလည်းငါချောင်းကတော့ပြန်မထိုးပါဘူးတချောင်းပြီးတချောင်းကဲ့ထိုးနေတာနာကြာလို့မချမ်းသာတာမရှိဘူးလားကွာရှိပါရဲ့နှာခေါင်းကအနံ့နေရလို့မချမ်းသာတာရောရှိပါရဲ့လျာကမကောင်းတာတွေစားမိလို့မချမ်းသာတာတွေရှိပါရဲ့ကိုယ်ကမကောင်းတာတွေဖြစ်မိလို့မချမ်းသာတာတွေရှိပါရဲ့အဲ့ဒါမချမ်းသာသူတွေကသူ့ထဲကြီးလာတာမှန်ပါဘူး ဘယ်ထဲလာခန္ဓာထဲကြီးလာခန္ဓာငါးပါးထဲကြီးဝင်လာတယ်သဘောကြဒါပြန်ဒီခန္ဓာငါးပါးဒီလံဒုက္ခရဖြစ်လေဆိုကြောင့်တုံ့လုတတ်သောခန္ဓာကိုယောဂပြည့်စုံသောခန္ဓာကိုဆိုလို့ရှိရင်ဘယ်ခံမလွဲတယ်ဒါပြန်လူဖြစ်တဲ့နေကစားပြီးနတ်ဖြစ်တဲ့နေကစားခန္ဓာရတဲ့နေကစားဇာကျင်တဲ့နေကစားသူ့မှာပဲယောဂကင်းတဲ့နေ့ မတုံလှုပ်ရတဲ့နေ့ပါသေးချင်ကြိုက်ကိုဘောက်ကနေပြီးချင်ကြိုက်လိုက်ပဲတုံလှုပ်နေတယ်မှန်ပါပါနာရီတရားရိုက်တယ်ဆိုတော့ဝေဒနာတွေဝန်းနဲ့ပေါ်နေတာပဲဒါကြောင့်ဒီခန္ဓာငါးပါးဒီယောဂပြည့်ရှိတဲ့တုံလှုပ်တတ်တဲ့သဘောလံငဲကြည်အမြဲထိုးဆော့ရာဌာနကြီးတစ်ခုဖြစ်ပေါ်လာတယ်လို့မှတ်ရမှာမှန်ပါပါအဲဒီခန္ဓာကြီးကိုလိုချင်စရာရချင်စရာနှစ်သက်စရာခင်တို့စရာရှိပါရဲ့မရှိပါဘူး ဘာကြောင့်လဲဆိုတော့သံဒုက္ခရပါလေဘယ်ဘဝရပါလေသံဒုက္ခရပါလေရပါပဲနတ်ဖြစ်ပါလေဆိုနတ်တို့တန်ခါးရဲ့ဒုက္ခရပါလေဇမဖြစ်ပါလေဆိုတော့ဇမရဲ့တန်ခါးရဲ့ဒုက္ခရပါလေအဲ့လောက်ကြအောင်မသိဘူးမင်းတို့ကဘယ်ခန္ဓာဖြစ်ကောင်းလို့ဘယ်ခန္ဓာဖြစ်လို့ရှင်ချမ်းသာလိမ့်မယ်ဘယ်ခန္ဓာဖြစ်မှမချမ်းသာဘူးဆိုတော့ ီလံငါးချက်ကိုဒီနေ့ပေါ်ပေါ်လုံးလုံးမနှုတ်သိလို့ရှိရင်တော့ဘယ်ခန္ဓာဖြစ်မှလဲချမ်းသာလိုက်မယ်ယောဂကင်းလိုက်မယ်တုံလုံးမှုရက်ဆက်လိုက်မယ်ဆိုလို့ရကြတယ်မရဘူးမရဘူးမဆိုးပါဘူးဆိုးရတယ်မမဆန်းရှားတယ်လို့အတန်ကြားလိုက်ရင်음တုံလုံးဘူးစီရတယ်တန်ကြလိုက်ရင်တုံ့ပါပါချိန်ရတော့ဘူးလို့ပြောလိုက်ရင်တုံ့ပါပါ ဘယ်တောင်လောက်တယ်တော့กว่าအကျွန်းလောက်လဲပြန်လောက်လဲမိတ်တယ်တော့ပြန်လောက်ပါဒါပြန်သွားတောင်လောက်တော့ဘာတွေဖြစ်လဲဘောမနာတာဝေဒနာတွေမလာဘူးလေလာပါဗျာသင်္ကေတမချမ်းသာတဲ့ဝေဒနာတွေလာပါဗျာမနစားတဲ့အတိုင်းမှကြေးကြရမှရှိပါဘူး။ဒီလံငါးချက်ကလှဲ့ထုံနေတာပဲ။နေကထိုးလိုက်။ကိုပေါက်လေးကထိုးလိုက်၊ချင်းကထိုးလိုက်။ဟော တခါလဲအနားလဲရှိသေးရဲ့တချက်ကနိုင်ဟိုတချက်ကဝင်လာတယ်ပဲအဲ့ဒါကြောင့်နဲ့ခဏ၅ပါးရတဲ့ပုဂ္ဂိုလ်များမှာတုံ့လုံးမှုယောဂပြည့်ရှင်းမှုမှာတပါးဘာမှအမြတ်ဆုံးမထုတ်ဘူးမှန်ပါဘူးခဏ၅ပါးရတဲ့ပုဂ္ဂိုလ်မှာလေမှန်ပါဘူးတုံ့လုံးမှုရဲ့ယောဂရမှုမှာတပါးကျန်တာတော့ဘာရှိသေးလဲမှန်ပါဘူး ဒီလိုမှထိုးမခံရလို့ရှိရင်လည်းမင်းတို့ကလည်းရှောင်းမေးသေးတာပေါ့ဘာသာများကြားသေးလို့မထိုးခံရတော့ရှောင်းမေးကြပဲနေပါဘူးခိတ်ချေရှိစောစီးခိတ်ပြရည်လမ်းရရှိတော့မင်းတို့ကလည်းမိုက်လိုက်တဲ့ဖြစ်ချင်းမှမပြောပါနဲ့လားငိုကဲတုံလို့ရတယ်ဆဲရမယ်မတုံလို့ရလို့ရှိရင်တုံလို့တဲ့အကြောင်းပြောစမ်းပါဦးဒါကမင်းတို့ကလိုက်ပြီးကြလားစကားတောင်းသေးတယ်။တောင်းပါလား။မတောင်းဘူး။တောင်းပါလား။ ဒါဖြင့်ဟိုလိုက်ရထိုးတယ်လားမင်းတို့ရေခံရမှုကလည်းရှိနေသလားလို့ဆိုတော့လည်းတွေ့ရတယ်။ခံရမှုကလည်းရှိထိုးတဲ့ဥစ္စာတော့ရှောက်မှာမဟုတ်ဘူး။ဒါဖြင့်ဒီခန္ဓာကြီးတွေကလည်းဆိုရင်ဘယ်ချိန်ကောင်းသလုံးမေးမလို့ဖြစ်တယ်။ဘယ်ချိန်မှမကောင်းတော့ကြအောင်သုံးလို့တဲ့ခန္ဓာကိုယ်ယောဂပြည့်ရှိတဲ့ခန္ဓာကိုယ်လို့ဘုရားရှင်ကိုရမေကြီးတော်လေးရှင်ပါဆရာတော် ရောဂတော်ဂန္ဓာတော်နဲ့တခါတည်းအနာရီပြည့်ရှိတယ်ကွာမင်းတို့ကလည်းတဏ္ဍာမဲလုံးနဲ့ကြည့်နေလို့ဉာဏ်မဲလုံးနဲ့ကြည့်မှဆိုလို့ရှိရင်ဖြင့်ဘယ်ချိန်မှအနာရောဂကင်းတယ်လို့မရှိဘူးဆိုတော့ပေါ်လာတာပေါ်လာတာဒါကြောင့်ရှေ့ခင်ကုရမကြီးကငုလပိတာသူ့ဘောပေါင်းနိုင်ရအဖတ်တော်ခဲ့တယ်တခါကြီးပြောပြောတော့တခါကြီးလူမိုက်ခြံလိုက်ဉာဏ်တဲ့ပုဂ္ဂိုလ်မှပြင်ပညာရှိတဲ့ပုဂ္ဂိုလ်မှပြင်အနာကင်းတယ်လို့ခန္ဓာကိုယ်နဲ့တခါမှပြောကြရမှာပါဘူး လူမိုက်ခံလက်တယ်ပေါ့မှန်ပါဘယ်တော့မှအနာကင်းတယ်လို့မရှိဘူးမင်းတို့ကတော့ကြမ်းမှာပါလေကြမ်းမှာပါလေလို့မင်းတို့ကပြောနေတယ်လူမိုက်တွေတဲ့မှန်ပါဘူးရိယနှလုံးတက်ပြီးကြတာကိုပြောတဲ့မျိုးလုံးကတက်ကြည့်မယ်ဘယ်ချိန်မှဝေဒနာကင်းတယ်လို့ဘယ်ချိန်မှမကင်းပါဘူးဘယ်ချိန်မတွန်းလို့ရတဲ့ချိန်ရှိတာဘယ်ချိန်အနာကင်းတဲ့ချိန်မရှိပါဘူးတဲ့ဒီခါလေအနာနဲ့ယောဂာနဲ့တုံ့လုံနေရတာနဲ့မောင်းထွန်းတဲ့ဒါနဲ့အချိန်ကုန်လို့ မင်းဘုံေးနဲ့နေရတဲ့အချိန်မှန်ချက်စဉ်ပြောစမ်းမရှိပါဘူးဗျာ။တန်လှပြောစမ်းမဟုတ်မရှိဘူး။ဆိုတော့ဩလှန်ငါးစင်းကြားမှာလူဖြစ်ရတာအတော်ကံဆိုလို့အတော်မလိမ္မာလို့ခန္ဓာခန္ဓာငါးပါးရကြမိမ့်မရလို့ဖြစ်ပြီးဒီကလာသမုတ်တယ်ထဲဝန်းလာခဲ့ရတာဩဘယ် ဲလိုပါလိမ့်မလို့ဆိုရခြင်းချင်းလံတို့ခံဖို့ဖြစ်ပေါ်လာတဲ့ခန္ဓာပဲလို့တတိချမ်းမှတ်ရအောင်မှန်ပါဘူးဗျာ။ဒါဖြစ်ဖို့ရှင်းမလား။အိုးတော်ပြတ်သက်တန်ကြလို့ရှင်လန့်လာလာပြီကွ။ဟမ်မှန်ပါဘူး။အဲတခါတည်းသိသိကြတယ်ကြားလို့ရှင်နော်။လန့်လန့်လာလာပြီကွ။ဟမ်ခြေလေးကိုရှိတယ်မလွန်လေးပါလေထိုးပေါက်သွားတယ်ဆိုရင်တော့ကောင်းမြင်နာက မြင်တဲ့အနံပေါက်အောင်ဒါပြမင်းတို့မြင်တာပေါက်ရတာကြားတာပေါက်ရတာနဲ့အနံတွေကပုတ်လောင်ကြီးလာလို့မင်းဘောဂလိဆန်တဲ့ယောဂါတွေဝင်းကထားရတာနဲ့ဟမ်ဘာသာတော့ဒီကြောင့်ဒါကလည်းအန်ထိုးရတဲ့သဘောတွေကိုရှိပါဘူးဟွန်းငါတဲ့လိုက်တယ်နေဘူးလေဘူးလေကြောင့်မအေးမိအပူမိဆိုတဲ့မနာတွေကမင်းတို့ခန္ဓာကိုယ်တော့မရောက်ပါဘူးရောက်ပါဘူး ဒါပြန်ဒီကံငါးပါးတွေကလို့ဆိုရင်တန်ခိုင်းချက်တွေထိုးเสียအဖြစ်ကိုစုတောင်းပြတာပဲ။ပါရစီပါရည်ရတယ်။အဲ့ဒါဒီလောက်တည်းအောင်မသိတဲ့ပုဂ္ဂိုလ်ကြတော့တန်ခိုင်းရလို့ဒီကွာလှကျင်တယ်၊မဝကျင်တယ်။ဒီကွာနည်းနည်းပဲဆံတာတဲ့နောက်ဘဝအများကြီးဆံတာလိမ့်မယ်လို့အရှင်မြတ်မှတ်ပြီးကြတာပညာဥပ္ပန္နသာနဲ့မှားနေလိုက်သေးတယ်။ဟုတ်ပါပြီ။ မာပိရိကာရစိတ်တဥပ္ပန္နသံနဲ့သူမြတ်တော်မသေးကွာဒါကြောင့်အမှန်မှကြောင့်သူတော်မှတော်ကြကြတော့မတောင်းကောင်းကတောင်းနေတွယ်သက်ကရိတိခန္ဓာကြီးတောင်းနေတွယ်အယူမှားရတယ်ဒါလေးအဲ့ဒါကြောင့်မင်းဒီခန္ဓာတောင်းနေတဲ့လက်တွေကိုဖြားလို့ရှိရင်ဖြင့်ယောဂကင်းတယ်လို့အမှန်မှကြောင့်လည်းတောင်းနေတယ်ဒီခန္ဓာငါးပါးကြီးသူတောင်းနေကြပဲလားကြောင့်ယောဂကင်းတယ်အမှန်မှကြောင့် မမားတယ်မမားတော့ဘူးအတောင်းမှားမလားဘူးလားမမားပါဘူးအတောင်းမှားလာတယ်အတောင်းမှားလာတဲ့ခါကျဒီခန္ဓာငါးပါးကြီးကငါကငါဆိုရယ်ယူမှားကိုယူမှားပါဘူးဗျာမှားသုံးချက်သည်လာပြီတဲ့ဒီအခုပြောခဲ့တဲ့အပြစ်တွေမမြင်တဲ့အတွက်မမားပါနဲ့ချက်လာမှားသုံးချက်တော့မမားသည်မှားယူမှားဟဲ့တန်လာမှားပါနဲ့ချက်လာဘယ်လိုဘယ်လိုပါလဲမှားပါဘူးသိပါ အမှတ်မှားရဲ့အတိမှားရဲ့အယူမှားရဲ့မှတ်သုံးချက်တခါလဲလားဒါကြောင့်တညာဝိပန္နသာစိတ်တဝိပန္နသာဒိဋ္ဌိဝိပန္နသာဆိုတဲ့ဒီအနာရီမသိဘူးလမ်းကြောက်ခံရတာမသိတယ်နဲ့ဒီမှားတွေကုံဝင်လာတယ်တော့ကြာကျဲတာပြန်မင်းတို့ဒီဒီခန္ဓာကြီးရတယ်လက်တယ်တွေ့ပါလိမ့်မမှားကြောင့်လဲရတယ် တခခန္ဓာကြီးမသိမှားကြောင်လဲအယူမှားကြောင်လဲဘယ်နဲ့မှန်မှားကြောင်ဆိုတော့ဟုတ်ရပြက်ပြရပါလေရပြက်မဟုတ်တာရပြက်ရလို့မှန်မှားမင်းမမဟုတ်တာမင်းမလည်းမှန်မှားပြီးကြရနောက်ဘဝရပြက်ပြရပါလေမင်းမပြရပါလေဆိုတော့မှန်မှားအသိမှားရတကယ်ရောက်ကြပြန်အကူရတယ်မင်းမပြန်အကူရတယ်ဆက်ရှိနေသိမှား အိမ်မှာပြန်တာငါကငါဟာဒီပဲငါသမီးကငါသားပဲငါမိမပဲငါရကြပဲအိမ်မှာဘာလိုက်မလဲလိုက်ပါဒါဖြင့်မပယ်နိုင်တဲ့ကာလပတ်လုံးပြမင်းတို့ဒီခန္ဓာကြီးလန်တို့ခန္ဓာလည်းခန္ဓာကိုယ်ကြီးအနာပြည့်ဝတဲ့ခန္ဓာကိုယ်ကြီးအနာရည်မြဲရှိတဲ့ခန္ဓာကိုယ်ကြီးကိုမင်းတို့ဒီမရပါနဲ့ဆိုလို့ဖြင့်ဘယ်နည်းနဲ့မှမဖြစ်တော့ဘူးဒါဖြင့်မသုံးချက်ပဲခန္ဓာရပါမလားမရပါဘူး မသုံးရမပိုင်နိုင်သေးသေးကာလပတ်လို့ခန္ဓာရပါခန္ဓာရနေမှာပဲခန္ဓာငါးပါးအခုရနေကြတာဒီဒီမသုံးချက်ကိုမင်းတို့မတော်လန်နိုင်တာနဲ့ပဲဟောထွန်းတင်ရခဲ့တာဟုတ်ပါဘူးသဘောပါကြဘာမတော်လန်မသုံးချက်ကိုတော်လံမှုမလုံးနိုင်တဲ့အတွက်ဤကဲ့သို့အကြည့်ကျဲဒုက္ခမျိုးမျိုးအနာမျိုးမျိုးလံတို့ကံမျိုးမျိုးတုံ့နှုတ်မှုခဏခဏ ြင်ဝရဲဆိုတဲ့ဥစ္စာဒီမှာသုံးချက်ကိုလက်ခံမိတယ်တွေ့အခုလည်းမှာသုံးချက်ကိုဆက်ပြီးလက်ခံနေကြအောင်မယ်ဆိုလို့ရှိရင်နောက်ခန္ဓာဒီလိုအနာရတဲ့ခန္ဓာဒုံလို့တဲ့ခန္ဓာတဏပြန်ရအောင်ပါပြန်ပါပြန်ဘာပေးရမလို့မှာသုံးချက်ပေးရမှာသုံးချက်ပေးမှသာနဲ့လူရဲ့ကိစ္စပြီးလိမ့်မယ်ဆိုတော့မှတ်ရလိမ့်မယ် ါဖြင့်မှတ်သုံးချက်ပယ်ချက်ပါလို့တဲ့အပိကဖြင့်မနာဆိုးနေတာကိုသိပါပြီမှတ်သုံးချက်ပယ်ချက်ပါလို့ဆိုလို့ရှိရင်ဖြင့်အမှတ်ကိုလည်းမှန်ရမယ်နော်အမှတ်ကိုလည်းမှန်မယ်အသိကိုလည်းအယူလည်းမှန်ရမယ်အမှန်သုံးချက်လာလို့ရှိရင်မှတ်သုံးချက်ပြောင်းမှာပါအမှန်သုံးချက်လာရင်မှတ်သုံးချက်ပြောင်းမှာပါမှတ်သုံးချက်ပြောင်းမှာပဲဆိုတော့ကြည်ရှင်နဲ့တော့ဘောကြ ကဲဒါဖြင့်ပြင်ရပါစို့တဲ့ပြုစာယုံနဲ့နံပါတ်ရှိတယ်လို့စာစီစီမှတ်ထားပါယုံနဲ့နံပါတ်ရှိတယ်မှတ်ထားလိုက်အတိကလည်းယုံနဲ့နံဆိုတော့ဇာတိကလည်းဆိုလို့ရှိရင်ဖြင့်ယောက်ျားလည်းမဟုတ်ဘူးမိန်းမလည်းမဟုတ်ဘူးသက်သက်ပျက်စီးတတ်တဲ့တရားလို့မင်းတို့ကသိပေးရမယ်ယောက်ျားမိန်းမမဟုတ်ဘူးဆိုတော့မှမအရင်ပြင်း ယုံနဲ့နာမရှိတယ်ဆိုတော့အသိကိုတိုးပေးတပည့်ကြလားယောက်ျားမင်းမဆိုတဲ့အမှတ်ကိုချုပ်ယုံနဲ့နာရှိတယ်ဆိုတော့ပြီးတော့ဖြင့်အသိနဲ့တခါတည်းဒီဥစ္စာတွေကဖြစ်ပြီးဖြစ်တယ်လို့ဖြစ်ပြီးဖြစ်တဲ့တရားရဲ့လို့မင်းတို့ကလည်းတဲ့ကြည့်ပေးရမယ်နော် အဲ့တော့ဖြစ်ပြီးပြတဲ့တရားဆိုတော့ခိုင်နေမြဲတဲ့ယူသေးရမမီဘူးမီဘူးတော့အယူကမှန်သွားပြီဒါဖြင့်ယောက်ျားမိန်းမပယ်နိုင်တာကအမှတ်ပယ်လားမမှတ်ပယ်ဆိုင်ယောက်ျားမိန်းမမရှိဘူးအဲယုံနာပဲရှိတယ်ဆိုတဲ့အသိကိုအဲအသိမှပယ်ပြီးပြီဒါဖြင့်ခိုင်မှုမြဲမှုမရှိဘူးအိဋ္ဌာလည်းရှိတယ်ဆိုတော့လည်းအိဋ္ဌာမပယ်လိုက်ဘူးလားပယ်လိုက်ပါအဲ့ဒီသုံးချက်နဲ့မင်းတို့ဒီ ေဥစွာယောက်ျားမိန်းမရှိတဲ့ခင်ဗျာမှမားကိုယောက်ျားမိန်းမမရှိဘူးလို့ဖတ်ကိုပြင်ပလိုက်ပုဂ္ဂိုလ်တ attva ရှိတယ်လို့ခင်နေတဲ့ဥစ္စာကိုလည်းပုဂ္ဂိုလ်တ attva မဟုတ်ပါဘူးလို့ဆိုရုပ်နဲ့နာမ်သာရှိတယ်ဆိုတော့ဒီမားကိုလည်းပြင်ပလိုက်ပါနော်ခိုင်နေမြဲတဲ့ခင်တဲ့နိစ္စဒိဋ္ဌိကိုလည်းယူမကိုလည်းမခိုင်မြဲဘူးလို့မဥပဒနာရှိပါဘူး။ဒုက္ခတွေရှိလိုက်လို့ရှင်းဖြင့်တဲ့ မမကိုအရင်ဖြုတ်အတိမကိုဒုတိယဖြုတ်အယူမကိုတတိယဖြုတ်လိုက်လို့ရှင်းမင်းတဏ္ဍာမိုင်တဲ့ဥပဒနာရှုလိုက်တဲ့အခါဖြစ်တယ်ပြတ်တယ်ပဲတွေ့လို့သဘောကျလားမှားတွေ့မှသိ냐ဖြစ်တယ်ပြတ်တာပဲမင်းဖြစ်တယ်ပြတ်တာပဲတွေ့ကြလို့ရှင်းဖြင့်အမမလည်းပြုတ်အတိမကိုခိုင်နေနေတဲ့ထင်တဲ့အယူမကိုပြုတ်ပါဒါကြောင့်မင်းလည်း ဒီယုံနာဓမ္မတွေဖြစ်မှုပြမှုကိုအရှုခိုင်းတဲ့ဥစ္စာတွေအမှားဆုံးရဲ့အပေခိုင်းတာသဘောပါလားယုံနာဓမ္မဖြစ်ဖြစ်ရှုခိုင်းတာဘာပါလဲအမှားဆုံးရဲ့ကိုပယ်ခိုင်းတာဆိုတော့ကောင်းကောင်းရေးမိတယ်ဒါပြန်ဒီအမှားဆုံးရဲ့ပယ်လိုက်လို့ရှင်းရင်အမှန်ဆုံးရဲ့ဆိုတဲ့အမြတ်ဟာမထွက်ဘူးလားမှန်ပါပါအမှားဆုံးရဲ့ပယ်အမှန်ဆုံးရဲ့အမှန်ဆုံးရဲ့ ပြန်ပြီးတကယ်လည်းပြောရတော့ပညာမှန်စိတ်မှန်အယူမှန်မှန်သုံးရမလားမှန်ပါဘူးအဲ့တော့ဓမ္မအရိယမျက်လုံးမှတ်လိုက်စမ်းပါမှန်ပါဘူးအရင်တော့ကတော့ပုရိသေအကောင်းမျက်လုံးမှန်ပါဘူးအခုကတော့အရိယမျက်လုံးအခုကတော့အရိယမျက်လုံးရှေးကမျက်လုံးကပြန်တစ်လုံးမှမှတ်ကလည်းမှန်အသိကမှန်ပါဘူးအယူကမှန်ပါဘူးအေးဒါကြောင့် ်ဒီနည်းညပြင်ပေးတာဒီယောက်ျားမိန်းမမရှိဘူးဘယ်တက်နံပါတ်နော်ပုဂ္ဂိုလ်သတ္တဝါမရှိဘူးယုံနာလည်းရှိတယ်လို့သိပြပါဒီယုံနာလည်းခိုင်နေမဲလို့မရှိဘူးအိဋ္ဌသဘောတွေသာဧကန်ရှိတယ်လို့ဉာဏ်ထဲမှာမြင်လို့ပါဆိုခဲ့တဲ့ဉာဏ်နဲ့မြင်လို့လိုက်လို့ရှိရင်တော့ကဲဒီခန္ဓာကြီးလိုချင်တဲ့ဉာဏ်သူတို့နောက်ကနေပြီးကြတာလိုချင်တဲ့ဉာဏ် လိုချင်တဲ့သဘောတွေလာသေးတယ်မလာနိုင်ဘူးဆိုတော့ဒီဒိဋ္ဌိဒိဋ္ဌိနဲ့ကွာရောပယ်လိုက်လို့ဒိဋ္ဌိတဏ္ဏရောပယ်လိုက်တဲ့တွဲတဲ့ဒိဋ္ဌိဥပါဒါနဲ့ပြုတ်တာပဲသဘောကျလားလေဒီအုပ်ချုပ်တဲ့ကံတွေလည်းပြုတ်သွားတော့ဒီဘက်မှာတဲ့ဒီခန္ဓာမျိုးပေါ်ပါအောင်မလားပေါ်ပါပါဒီခန္ဓာမျိုးပေါ်လို့ရှင်ပဲတုံလို့เสียရလည်းမရှိလန်တို့ခံเสียရလည်းမရှိပါဘူးမရှိဘူးယောဂံပြည့်နေအောင်ကိုရပါအောင် မရပါဘူး။ဒါပဲနဲ့ရောက်မရပါလိမ့်မယ်ကောင်းလို့တွေးလိုက်တဲ့အခါကျတော့အယူမှန်သွားလို့တပောက်ပါ။မှန်ပါပါ။ဒါရင်မင်းတို့ဒီကားလည်းသင်ဥပဒနာလုံးမှတော့ပါ။အပြင်းရှင်တဲ့တယ်လို့ကောင်မရှိတော့ဘူး။မရပါဘူး။အပြင်းရှင်တဲ့တယ်လို့ဘာလို့လဲ။ဥပဒနာလုံးပါ။ဥပဒနာလုံးပဲဆိုရင်ကျင်းနပ်ပါ။ကျင်းနပ်ပါ။ဒါပြန်ဥပဒနာမလုတ်ခဲ့ဘူးရှိတော့မမလည်းမပြောဘူးအတိမှလည်းမပြောပါဘူး။အယူမှလည်းမပြောပါဘူး။ဥပဒနာလုံးလိုက်တဲ့အခါကျတော့ သုံးမျိုးစုံပြည့်အမှန်မှလဲပြည့်ပါဗျာအဲအတိမှလဲပြည့်ပါဗျာယူမှလဲပြည့်ပါပြုတ်လိုက်တဲ့ခါကျတော့ဒိဋ္ဌိပါပြုတ်သွားတဲ့အတွက်ဒိဋ္ဌုပါရံကိုပြည့်ပါပြည့်ဒိဋ္ဌိကြောင့်ဖြစ်တဲ့ကံကိုပြည့်ပါဒါပြန်နောက်ခံတော့လာပါမလားမလာပါဘူးဒါပြန်နောက်ခံတော့မလာတာဒီအယူမှန်သွားလို့မလာတာမှန်ပါဘူးဒါပြန်အယူမှန်နဲ့အယူမမှန်တဲ့ကာလပတ်လို့ခန္ဓာမျိုးစုံလာနေမှန်ပါဘူး ခန္ဓာမျိုးစုံလာခဲ့လို့ရှိရင်ပြင်တုံတော့မျိုးစုံခံရမှာမှန်ပါဘူးအဲလမ်းမျိုးစုံအနာမျိုးစုံအကုန်ရောက်ရပါပဲဆိုတဲ့သဘောပါမှန်ပါဘူးဒါပေမဲ့လို့ဒီဒီနေ့ညတရားမှာအမှန်ဆုံးချက်ကိုမရောက်ရအောင်လုပ်ပါဆိုတဲ့တိတ်တွန်းမှန်ပါဘူးသဘောပါရဲ့ဟုတ်ကဲ့ဒီရင်တော့သာဓုသာဓုသာဓု